င်္ဂလာပါရှင် People's Free ရဲ့ညနေခင်းသတင်းအစီအစဉ်ပါဒီနေ့မေလ9ရက်နေ့မှာတင်ဆက်ပေးမယ့်သတင်းတွေကတော့တနှစ်အတွင်းအခွန်ဘန်တာကျပ်450ဘီလီယံကျော်နဲ့ရွှေ18ပိတ်သာကန် NUG ရရှိတဲ့သတင်းကြောင်းမဲ့ဆေးရုံအပဝင်မြို့ပေါ်ကိုစစ်ကောင်စီဘုံကျဲတဲ့ဖြစ်စဉ်စကခ27အပဝင်ဗမော်ကစစ်ကောင်စီတပ်ရင်းတွေကို KIA အပြင်းထန်တိုက်ခိုက်နေတဲ့အကြောင်းဤသူတွေရဲ့ထောက်ခံမှုကြောင့် PDF တွေကစစ်ကောင်စီတပ်ကိုအကောင်ဆုံးတိုက်ခိုက်နိုင်တာလို့ NUG ပြောတဲ့သတင်း ဒါတွေကိုတင်ဆက်ပေးမှာပါ။စိုးမိုးထိန်းချုပ်နယ်မြေတွေကနေပြီးခဲ့တဲ့2024တနှစ်အတွင်းတတူကြောင်းမြက်တက်တော်ကန်တာတို့ကနေလေလံနဲ့ဒန်ချင်းငွေကျပ်482ဘီလီယံအပြင်ရွှေ18ပိတ်သာကန်ရရှိခဲ့ကြောင်း NUG ကဒီနေ့အသိပေးပါရယ်။ NUG ဟာပြီးခဲ့တဲ့ April 16ရက်မှာအစိုးရ၄နှစ်ပြည့်လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာကိုထုတ်ပြန်ခဲ့ပြီးအဲ့ဒီအစီရင်ခံစာမှာဖော်ပြအသိပေးခဲ့တာပါ။အဲ့ဒီရွှေ18ပိတ်သာကန်ကို 2024ရဲ့ပြည်တွင်းရွှေစျေးနှုန်းတွေအရကျပ်သိန်း60ဝန်းကျင်နဲ့တွက်မယ်ဆိုရင်ကျပ်30ဘီလီယံခန့်ရရှိမှာဖြစ်ပါတယ်။ဂျားကာလာပြည်သူအုပ်ချုပ်ရေးရန်တရာဖော်ဆောင်နေတဲ့ဒေတာတွေမှာလည်းကျွဲနွားအခွန်ပန္တာကောက်ခံရမှာ2023နိုဝင်ဘာကနေ2024စက်တင်ဘာအထိစုစုပေါင်းကျပ်33ဘီလီယံကျော်ကောက်ခံနိုင်ခဲ့တယ်လို့ NUG ကဆိုပါတယ်။ဒါ့အပြင်စွမ်းအင်ကန်တာရေနံနဲ့ရေနံထွက်ပစ္စည်းလုပ်ငန်းတွေကနေလည်း2022ဒီဇင်ဘာကနေ 2024ဒီဇင်ဘာအထိအခွန်ဘန်ဒါစုစုပေါင်းကျပ်100ဘီလီယံကျော်ရရှိပြီးတော်လှန်ရေးအတွက်လိုအပ်တဲ့အခမ်းကဏ္ဍတွေမှာပါဝင်ဖြည့်ဆည်းပေးနေတယ်လို့ NUG ကအသိပေးပါတယ်။စစ်အာဏာရှင်ကိုတော်လှန်ဦးဆောင်နေတဲ့အဖွဲ့အစည်းကအခွန်ငွေချပြလာတာကိုကြိုးဆိုတယ်။စည်ရင်းစင်းနဲ့စီစစ်ပြီးတိကျတဲ့ကဏ္ဍအလိုက်ခွဲဝေစီစစ်မှုတွေပါရင်ပိုကောင်းတယ်လို့သခိုင်းတိုင်းကတော်လှန်ရေးထောက်ဖို့တူမှတ်ချက်ပြုပါတယ်။ NUG ရရှိတဲ့အခွန်ငွေတွေပြန်လည်စီစစ်ရမှာ အဂရိလိုက်စားမှုဓမ္မမဟုတ်အာနေချက်တွေရှိနေတယ်လို့မကွေးတိုင်းကပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးမှတ်ချက်ပြုပါတယ်။ NUG ဟာဗန္ဒာရန်ပုံငွေရဲ့64ရာခိုင်နှုန်းကိုစစ်ရေးကန္တာမှာအသုံးပြုထားကြောင်းလဲမေလ3ရက်နေ့ကအသိပေးထားပါတယ်။ဒါနဲ့ပတ်သက်လို့မြေပြင်မှာစစ်ရေးဖော်ဆောင်နေတဲ့တပ်ဖွဲ့ဝင်တချို့ကဝေဖန်ကြသလိုစီးပွားရေးဆိုင်ရာကြွမ်းကျင်သူတချို့ကလည်းဗန္ဒာရန်ပုံငွေရဲ့64ရာခိုင်နှုန်းစစ်ရေးမှာတုံးတယ်ဆိုတာမဖြစ်နိုင်ကြောင်းသုံးသပ်ကြပါတယ်။လက်တွေ့မြေပြင်မှာ လက်နက်နဲ့စစ်အုံစရိတ်မလုံလောက်တဲ့တော်လှန်ရေးဖွဲ့ရဲ့ထောက်ပြမှုတွေလည်းရှိနေတာပါ။ NUG ကတော့တော်လှန်ရေးကာလဖြစ်တဲ့အလျောက်လက်နက်ခဲယမ်းရရှိရေး၊ဗန်ဒါရန်ပုံငွေရရှိရေးမှာလိုအပ်ချက်နဲ့စိန်ခေါ်မှုတွေရှိပေမဲ့တော်လှန်လူထုရဲ့ပူပေါင်းပါဝင် ထောက်ပံ့မှုမဟာမိတ်တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ဝန်ရံကူညီမှုတို့နဲ့ရင်းဆိုင်ဖြည့်ရှင်ကြော်လွှားနေတယ်လို့ပြောထားပါရရှင်။တအန်းတက်မတော် TNLA သိမ့်ပိုက်ထိန်းချုပ်ထားတဲ့ကြောင်မဲမြို့ဆေးရုံနဲ့နေရာတချို့ကို စစ်ကောင်စီတပ်ကဒီမနက်ပိုင်းမှာ Jet Fighter နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်။ဒီမနက်7နာရီကနေ7နာရီမိနစ်20အတွင်းမြို့ပေါ်နေရာ3ခုကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်သွားတာလို့မြို့ကန်တအူးပြောပါတယ်။ TNLA ကလည်းကြောက်မဲမြို့ရက်ွက်နှစ်ကိုစစ်ကောင်စီတပ်က Jet Fighter နဲ့ဒီမနက်ပိုင်းမှာဘုံနှလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့တယ်လို့ထုတ်ပြန်ပါတယ်။စစ်ကောင်စီတပ်ဟာမနက်7နာရီ25မိနစ်အချိန်မှာတကြိမ်၁၇နာရီမိနစ်၂၀မှာတကြိမ်ပေါင်၂၅၀ပုံနှလုံးလာရောက်ကျဲချခဲ့ကြောင်း ဘုံကွဲတာကြောင့်နေအိမ်နှလုံးထိမှန်ပျက်စီးခဲ့ကြောင်းဖော်ပြပါရယ်စစ်ကောင်စီပြန်တောင်းနေတဲ့မြို့တွေကိုပြီးမှမဟုတ်ပဲလူဒုစန္ဒာနဲ့အညီစီမံဆောင်ရွက်သွားမယ်လို့ TNLA ကမနေ့ကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာထုတ်ဖော်ပြောကြားခဲ့တဲ့နောက်စစ်ကောင်စီကကြောက်မဲမျိုးကိုဘုံချခဲ့တာပါစစ်ကောင်စီတပ်ဟာမေလအတွင်းပလောင်ပြည်နယ်လွတ်မြောက်ရေးတပ် UPSLF TNLA အုပ်ချုပ်တဲ့မိုးကုံနဲ့နောင်ချိုမြို့နယ်အတွင်းလေကြောင်းဘုံကျဲမှုတွေနေ့စဉ်ရက်ဆက်ပြုလုပ်ခဲ့တယ်လို့ TNLA ကဖော်ပြပါရယ် ဒါအပြင် PSLF DNLA အုပ်ချုပ်တဲ့မြို့နယ်တွေကိုလည်းစစ်အင်အားဖြစ်တင်တာထိုးစစ်စင်တာနဲ့လေကြောင်းကနေရည်ရွယ်ချက်ရှိရှိအရက်သားပြတ်မှတ်ထားပုံကျဲတာစတဲ့လောက်ရက်တွေပြုလုပ်နေကြောင်းအသိပေးပါရယ်တရုတ်အစိုးရရဲ့ဂျာဝင်စီစဉ်မှုအရစစ်ကောင်စီနဲ့ DNLA တို့ဟာအပြစ်ရဆဲဖို့ April 28ရက်နဲ့29ရက်နေ့တွေမှာတွေ့ဆုံဆွေးနွေးခဲ့ပြီးအဆင်မပြေခဲ့ဘူးလို့သိရပါရယ်ရှင်ကချင်ပြည်နယ်ဗမော်မြို့ကစစ်ကောင်စီလက်ကျန်တပ်စခန်းတွေကို KIA ပူးပေါင်းတပ်ကပြင်းထန်တိုက်ခိုက်နေပြီး ပြီးခဲ့တဲ့တပတ်အတွင်းတိုက်ပွဲတွေပြင်းထန်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာနကဖော်ပြပါရယ် KIO ထိန်းချုပ်နယ်မြေကတပတ်အတွင်းစစ်ရေးအခြေအနေတွေကိုမနေ့ညပိုင်းမှာအသိပေးခဲ့တာပါ KIA ပူးပေါင်းတပ်က April 25ရက်နေ့မှာဗမော်မြို့အတွင်းကျန်နေတဲ့စစ်ကောင်စီတပ်စခန်းတွေကိုပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ပြီးမေလ၄ရက်အထိတိုက်ပွဲပြင်းထန်နေကြောင်းစစ်ကောင်စီကလေကြောင်းလက်နက်ကြီးဒရုန်းတွေနဲ့အပြင်းထန်ခုခံနေကြောင်းထုတ်ပြန်ပါတယ် ဒါအပြင်အမှတ်23စစ်စင်ရေးကုတ်ကဲမှုဌာနချုပ်အမှတ်40ခွန်ခြေလင်းတက်ရင်စေးတက်ရင်ထောက်ပို့တက်နဲ့အင်ဂျင်နီယာတက်ရင်တွေမှာအပြင်းအထန်တိုက်ပွဲဖြစ်နေတယ်လို့ KRA ကအသိပေးပါတယ်။ဒါတင်မကပဲဖားကန်မြို့နယ် KRA တပ်မဟာကိုတက်ရင်26တက်ရင်44နဲမြေတွေမှာလည်း April 22ရက်နေ့ကစလို့စစ်ကောင်စီနဲ့ SNA ပြည်သူ့စစ်အဖွဲ့တွေဟာမြေပြင်ထိုးစစ်သားမက လေကြောင်းနဲ့ပါထိုးစစ်ဆင်ပြီးတိုက်ပွဲပြင်းထန်ခဲ့တယ်လို့သိရပါတယ်။မေလ1ရက်နေ့မှာ နန့်ရချောင်းရွာနီးတိုက်ပွဲပြင်းထန်ခဲ့လို့ကားမိုင်းဘီဟွာကုန်းကနေလက်နက်ကြီးနဲ့ပစ်ကူခဲ့ကြောင်းနှစ်ဖက်ထိခိုက်ကြဆုံးမှုရှိပြီးစစ်ကောင်စီတပ်ဘက်ကအသက်ဆုံးရှုံးမှုများပြနေကြောင်း KIA ကအသိပေးပါတယ်ညနေပိုင်းမှာတော့ဖားကန့်မြို့နယ်လဝါကျေးရွာကိုစစ်ကောင်စီကပုံကျဲတိုက်ခိုက်ခဲ့တာပါနောက်ပြီးမေလာနှစ်ရက်နေမှာလဲလဝါရွာအနီးစုတောင်းတောင်မှာရှိနေတဲ့မင်းစေတန်ပြည်သူစစ်ပူးပေါင်းတပ်နေရာကို KIA ကတိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့တယ်လို့ဆိုပါတယ်။ဒေသရင်းစစ်ရေးအခြေအနေတွေနဲ့ပတ်သက်လို့ KRA သတင်းပြန်ကြားရေးဌာနကအင်ဒေါ်ဂျီဒေတာစွန်ပရာဘုံလမ်းပါမြစ်ဆောင်ဒေတာတို့မှလည်းတိုက်ပွဲတွေရှိနေတယ်လို့အသိပေးထားပါတယ်ရှင်။ပြည်သူတွေရဲ့ထောက်ခံပါဝင်မှုတွေကြောင့်သာပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တွေကအင်အားကြီးမားပါတယ်ဆိုတဲ့စစ်ကောင်စီတပ်ကို PRP တိုက်ခိုက်နေနိုင်တာဖြစ်ကြောင်း NUG ပြည်ထောင်စုဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းကပြောပါတယ်။ဒီနေ့မေလ9ရက်နေ့မှာကြာရောက်တဲ့ PDF ဖွဲ့စည်းတည်ထောင်ခြင်း၄နှစ်ပြည့်နှစ်ပတ်လည်မိန့်ခွန်းမှာထည့်သွင်းပြောကြားခဲ့တာပါ။ အရေးကြီးဆုံးဟာငါတို့ကိုအမြဲထောက်ပံ့ကူညီနေကြတဲ့ပြည်သူပြည်သားတွေပဲဖြစ်တယ်။ပြည်တွင်းပြည်ပကမြန်မာပြည်ပွားတိုင်းရင်းသားသွေးချင်းမိသားစုတွေရဲ့ပံ့ပိုးကူညီမှုအင်ပြေအားပြေထောက်ခံပါဝင်မှုတွေကြောင့်လဲငါတို့ဒီနေ့ဒီအချိန်မှာအင်အားကြီးမှပါတယ်ဆိုတဲ့အကြံဖတ်စစ်တပ်ကိုအကောင်ဆုံးဖိအားပေးတိုက်ပွဲဝင်နေနိုင်တာလည်းဖြစ်တယ်လို့ဝန်ကြီးချုပ်ကပြောပါတယ်။ PDF တွေဟာတတိုင်းပြည်လုံးအတိုင်းအတာနဲ့ခြုံငုံပြီးစစ်စင်ရေးနယ်မြေတွေဖွဲ့စည်းဆောင်ရွက်ထားသလို စနစ်ကြတဲ့ဖွဲ့စည်းအုပ်ချုပ်ပုံတွေနဲ့ပြည်သူ့တပ်မတော်တရက်ဖြစ်အောင်စ조사အကောင့်ထဲဖော်နေတာကိုလည်းတွေ့နေရကြောင်းဝန်ကြီးချုပ်ကဆက်ပြောပါတယ်။နှစ်ပေါင်းများစွာတိုင်းပြည်ဗန္တာငွေကိုအကြိုက်သုံးပြီးတိစောက်ထားတဲ့အကြမ်းဖက်စစ်တပ်ကို၄နှစ်အတွင်း PDF ရဲဘော်တွေရဲ့ရဲစွမ်းတပ်တိနဲ့ခုခံတော်လှန်တိုက်ပွဲဝင်ခဲ့ကြတာဟာဘယ်အတိုင်းအတာထိအောင်ပွဲရနေပြီလဲဆိုတာမျက်မြင်ကိုတွေ့ဖြစ်တယ်လို့ဝန်ကြီးချုပ်ကဆိုပါတယ်။ဒါအပြင်လက်ရှိအောင်ပွဲတွေမှာ PDF တွေနဲ့အတူ တသွေးတသားတဲ့ရက်တီတိုက်ပွဲဝင်ပေးခဲ့ကြတဲ့မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ဒေသဆိုင်ရာကာကွယ်ရေးတပ်တွေကိုလည်းမိထားလို့မရပဲလေးနှစ်ပြည့်နှစ်ပတ်လည်နေမှာကျေးဇူးတင်ကြောင်း NUG ဝန်ကြီးချုပ်ကပြောပါတယ်။ဒါတည်းမကပဲတော်လှန်ရေးလေးနှစ်တာအတွင်းပြည်သူလွတ်မြောက်ရေးအတွက်အသက်ပေးသွားတဲ့အာဇာနည်ရဲဘော်အားလုံးကိုအလေးနီပြုပါကြောင်းပြည်သူအောင်ပွဲအတွက်ဆက်လက်တော်လှန်နေတဲ့ရဲဘော်အားလုံးကိုလည်းအလေးပြုကြောင်းကာကွယ်ရေးဒုဝန်ကြီးကပြောကြားခဲ့ပါတယ်ရှင်။ पीपल्स प्रिय यानी गेंद्रेंडी को जैसा भी है